မိန်လာပါဆရာပြောကြမယ်တည်င်းစကားများအကြံပေးချက်များကိုအံကန်နဲ့နားစင်ကြရမှာပါအသက်ကိုညံဆောင်ပါတယ်တယောက်နဲ့တယောက်ဖေးမှကူညီကြပါကိုချင်းစာတရားထားကြပါဆရာနာရှင်စနစ်ကိုရင်ထဲအသေးတဲ့ကနေပြီးတော့မုံတက်အောင်သင်ကြားပြီးတော့အမြင့်ပြတ်အောင်တိုက်ကြပါလို့ပြောရင်းနဲ့ဒီ live ကိုစပြီးတော့ဖွင့်ပါတယ်အသက်ကိုညံဆောင်ပါတယ်တယောက်နဲ့တယောက်ဖေးမှကူညီကြပါ ဆရာနာရှင်စနစ်ကိုဘာကြောင့်เนาะတိုက်ရမယ်ဆိုတာကိုရင်ထဲအသေးသေးကနေသိအောင်လုပ်ပြီးတော့တိုက်ဖြတ်ကြပါလို့ပြောရင်လည်းဒီ live ကိုစဖွင့်တယ်ဒီ live ကိုစဖွင့်တဲ့အချိန်မှာကျွန်တော်မှာကတော့ပြောစရာတွေအများကြီးပေါ့ဗျာအများကြီးတည်းရမှာကျွန်တော်ပြောတဲ့နယ်ထင်တဲ့ကိစ္စကိုကျွန်တော်ပြောမှဖြစ်ပါတယ်အမြင်သဘောထားတူသည်ဖြစ်စေမတူသည်ဖြစ်စေအားလုံးကို လာပြီးတော့အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဲ့တော့စကားအများကြီးမပြောခင်မှာကျွန်တော်တို့တော်လှန်ရေးဘက်က တချို့ကိစ္စတွေမှာလွဲနေတယ်ဆိုတဲ့ကိစ္စကိုအရင်ပြောပြရစီအဲ့ဒါကဥပမာလေးနဲ့ပဲကျွန်တော်စပြောမယ်အမေရိကန်ဟာအီရန်ကိုသွားပြီးတော့ဘုံကျဲတယ်ခမရတို့တွေနော်ဒီနှစ်ထဲမှာပဲတည်တည်ချာချာတွေ့ထားတာအမေရိကန်အီရန်ကိုသွားပြီးတော့ဘုံကျဲတယ်ဒါပေမဲ့သူ့လေရင်တွေဟာအီရန်ဘက်ကိုနော်မပြဘဲနဲ့အရင်ဆုံးတခြားနေရာကိုပြန်သွားတယ်ဆိုတဲ့ပုံစံလုပ်ပြီးတော့မှအီရန်ကိုကျဲတယ်ဒါကဘာကိုပြောချင်တာလဲဆိုတော့ အမေရိကန်ဟာအီရန်ကိုနှီးမျိုးစုံနဲ့လှုပ်လို့ရတယ်ပဲသဘောထားအောင်အမေရိကန်ဟာစီရေးအရာအီရန်ကိုနှီးမျိုးစုံနဲ့နော်သူတိုက်လို့ရတယ်နှီးပညာအရာ တိုက်လို့ရတယ်လက်နက်အရာတိုက်လို့ရတာတောင်မှစစ်မြောင်းကိုတခြားဘက်ကိုပြပြီးတော့မှတခြားကိုတိုက်တယ်ဆိုတဲ့ဟာဒီဒါစီရေးသဘောအရာစီရေးသဘောအရာအမေရိကန်လိုနိုင်ငံမျိုးကြီးတောင်မှစစ်ကို ဘလို့ပြောမလဲဆိုတော့မြှူးခေါ်တယ်စစ်ကိုဟိုဘလို့ပြောမလဲဟိုသူ view ဟာကိုကိုအောင်နိုင်မြေအစ္စလာမ်ဘဝလေးကိုသူ view ဟာကိုပြောင်းနေဆိုတဲ့ကိစ္စကိုပြောတာဒါခမ ्या တို့မနေ့တနေ့ကနေမဲ့ခမ ्या တို့မြင်ရတဲ့เนาะပြဿနာကိုကျွန်တော်ကွက်ကွက်ကွင်းကွင်းဖြစ်အောင်ပြတာအမေရိကန်ဟာသူ့ဘီတွဲလေရင်ကြီးနဲ့အီရန်ကိုဘုံကျဲမဲ့အချိန်မှာ တခြားနေရာကိုပြတယ်လေရင်ပြန်သွားတဲ့ဟာအီရန်ဘက်ကိုမပြဘူးတခြားနေရာကိုပြပြီးတော့မှအလေးအငိုက်မှဝင်ပြီးတော့အီရန်ကိုဘုံကျဲတာကြံတဲ့ကိစ္စကိုကျွန်တော်ပြောချင်တာမဟုတ်ဘူးစစ်ရေးမှာကိုကဘာလုပ်မယ်ဆိုတဲ့ဟာကိုရန်သူမမြင်အောင်ရန်သူမသိအောင်ဒီလိုလုပ်ရတဲ့ကိစ္စဒီတော့စကရေကကျွန်တော်ပြောထားတယ်တော်လှန်ရေးဆိုတာအလှခံပြီးတော့လုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူးတော်လှန်ရေးဟာအလှခံပြီးလုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူးခမရတို့က project တစ်ခုဆိုပြီးတော့ပြောတယ် ခင်ဗျားတို့က project တစ်ခုလို့ပြောတယ်ဆိုလို့ရှိရင်တိအချက် project တစ်ခုလုပ်တဲ့အလှခမ်းနဲ့ဆိုလို့ရှိရင်အချိန်ကာလအားဖြင့်တစ်ပတ်ကြာသည်နှစ်ပတ်ကြာသည်သုံးပတ်ကြာသည်လေးပတ်ကြာသည်ဒီလိုကြာသွားလို့ရှိရင်မင်းအောင်လိုက်စစ်တပ်ကနှီးမျိုးစုံနဲ့မင်းအောင်လိုက်စစ်တပ်ကနှီးမျိုးစုံနဲ့ပြင်ဆင်ခွင့်ရသွားတာပေါ့ငါတို့အညာမှာတိုက်မယ်ငါတို့မကွေးမှာတိုက်မယ်အာငါတို့ဘယ်နေရာမှာတိုက်မယ်ကိုကတိုက်မယ်ပြောတဲ့အခါနဲ့ပတ်စံစုတဲ့အခါနဲ့ဒီအချိန်ကာလမှာ မင်းအောင်လိုက်စစ်တပ်ကတေးသေးချာချာပြင်းစင်ထားတယ်ခမားတို့ခမားတို့ project လို့ပြောလိုက်တာနဲ့မင်းအောင်လိုက်ကလာပြီးတော့မတိုက်ဘူးခမားတို့တေးသေးချာချာစဉ်းစားဖို့ကိုပြောတာနော်ခမားတို့ပြောထားတယ်ဟာဘာ project ပေါ့ညာ project ပေါ့ခမားတို့ပြောတဲ့အချိန်မှာမင်းအောင်လိုက်ကကြားတာတော့မှချက်ချင်းခမားတို့ကိုလာမတိုက်ဘူးမင်းအောင်လိုက်ကအချိန်ဆောင်တယ်မင်းအောင်လိုက်ကပြင်ဆင်တယ်ဘာဖြစ်လို့မင်းအောင်လိုက်ကဒီလိုမျိုးလုပ်တယ်လဲကျွန်တော်အမြင်မဲ့ကျွန်တော်ပြောတော့မယ် တန်တဲ့ကိစ္စကျွန်တော်မသိဘူးကျွန်တော်အမြင်ပဲကျွန်တော်ပြောတော့မယ်ကျွန်တော်အမြင်ကမင်းတို့တွေပတ်စံဆုလိုက်မင်းတို့တွေလူတွေဆုလိုက်ပြီးသွားတော့မှလာတိုက်လို့ရှိရင်မင်းတို့ပတ်စံလည်းကုန်ပြီလူတွေလည်းပြင်ပန်းပြီဒီလိုမျိုးဖြစ်အောင် तू ကနှီးမျိုးစုံနဲ့ကျွန်တော်တို့ရဲ့ရှိသမျှစွန့်အင်တွေကျွန်တော်တို့ရဲ့ဗန္နာငွေတွေပြည်သူလူထုရဲ့ဟာတွေအကုန်လုံးကို तू ကဖြုံးဖို့အတွက်ခင်ဗျားတို့ project လုပ်တယ်ဆိုလို့ရှိရင် तू ကအချိန်ကိုစောင့်နေတာစုစုစု ဟာကျွန်တော်တို့ကျွန်တော်တို့ကိုယ်တိုင်မလေးတကြက်တပြားပေါ့ဟာမဟာချိုင်မှာအလုတ် လုံနေတဲ့အလုတ်သမားလေးတွေကလည်းတကြက်တပြားပေါ့အကုန်လုံးကတကြက်တပြားနဲ့ဆုထားပြီးတော့ပေးတယ်ပေးတဲ့အချိန်မှာသူတို့ကအဲ့လိုမျိုးငွေကုံအောင်လှုပ်လိုက်တယ်လူကုံအောင်လူတွေပင်ပန်းအောင်လှုပ်လိုက်တယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဟာဒီပွဲကတော့ဒီလိုဖြစ်တယ်နော်နောက် project တခုလုပ်မယ်မင်းအောင်လာရင်နောက် project တခုလုပ်မယ်ဆိုလဲကျွန်တော်တို့ကိုချက်ချင်းလာပြီးတော့မတိုက်ဘူးမင်းတို့လုံမင်းတို့လုံမင်းတို့လုံပြီးသွားတဲ့အခါလဲကြာလဲကြာရော ကိုသွားတိုက်တယ်ကုံသွားပြီဟဲ့ဆိုလို့ရှိရင်အဲ့တော့မင်းအောင်လိုင်းအနေနဲ့ကသူကအချိန်ဆွဲတဲ့နီးပြူဟာကိုသူကအသုံးပြုတာကိုကျော်မင်းကိုရဲ့တတိယအချိန်ဆွဲတဲ့နီးပြူဟာကိုသူအသုံးပြုတဲ့အချိန်မှာကျွန်တော်တို့ကသူ့ကိုအချိန်ပေးတယ်သူ့ကိုပြင်ဆင်ခွင့်ပေးတယ်သူ့ကိုအကုန်ပေးတဲ့အခါမှာကျွန်တော်တို့ဒီတော်လိုင်းရဲ့ဘက်ကအနည်းနဲ့အများဆုံးသလိုအားနေလာရန်သူစခန်းသိမ်းတာမသိမ်းတာကိုကျွန်တော်ပြောတာမဟုတ်ဘူးနော်ကျွန်တော်တို့ဘက်ကအားနေလာတယ် ကျွန်တော်တို့ဘက်ကလိုအပ်သလောက်မဖြည့်ဆည်းနိုင်ဘူးဒီလိုပြဿနာတွေကြားထဲမှာကျွန်တော်တို့တွေဘလို့သွားကြမှာလဲဟာလူတွေအကုန်လုံးကတော့ပြောနေကြတယ်အေအေကဟိုစခန်းသိမ်းလိုက်ပြီနော် KIA ကဟိုစခန်းသိမ်းလိုက်ပြီနော်ချင်းပရာသာဟုကဟိုစခန်းသိမ်းလိုက်ပြီနော်ဟာ KNU ကအဲ့ဒီလူတွေအကုန်လုံးကသူတို့ဘာလုပ်မယ်ဆိုတဲ့ဟာကိုပြောကြသလားအေအေကလည်းအခုအေအေကတိုက်နေတယ်ကြောက်ဖြူကိုတိုက်နေတယ် ဒါပေမဲ့အေရတယ်ပြီးတော့ကြောက်ဖြူပြီးသွားလို့ရှိလို့ရှိရင်ငါတို့ကပေါ့ရန်ကုန်တက်တိုက်မယ်ဆိုပြီးတော့ तू မပြောဘူးကြောက်ဖြူကို तू သိမ့်မယ်လည်းမပြောဘူးကြောက်ဖြူကိုတပိုင်းပစ္စည်းနဲ့ထားပြီးတော့ तू တနေရာကိုသွားသိမ့်ရင်လည်းသိမ့်မှာအခုပို့ပွင့်လေးလေးပြောရင်ကြောက်ဖြူကိုဒီတိုက်ခဏထားတယ်စီရေးရလိုအပ်ချက်ရှိတဲ့ဆိုမှခွေးမှလည်း तू ဝင်တိုက်ပေးနေတယ်အေရဝတီမှလည်း तू ဝင်တိုက်ပေးနေတယ်ဒီအတိုင်းပဲကချင်လဲဗမော်ကိစ္စနည်းနည်းဖြစ်သွားတယ်ဆိုလို့ရှိရင်တခြားနေရာကိုသွားတိုက်ဒီလိုမျိုးပေါ့ဗျာဖြစ်ချင်တဲ့အခါကျတော့ခမည်းတော်တွေအကုန်လုံးက ရန်သူကသတင်းပေးစရာမလိုဘဲနဲ့ကိုဖာသာကိုသတင်းပေးပြီးတော့ကိုဖာသာကိုဖျက်ဆီးနေတဲ့နေရာဖြစ်တယ်ဆိုတာထက်ခါထက်ခါထက်ခါပြောရင်လေပြောတဲ့သူသာသေသွားလိမ့်မယ်လှုပ်တဲ့လူတွေကပုံစံတွေမပြောင်းဘူးလှုပ်တဲ့လူတွေပုံစံမပြောင်းတော့ရန်သူကအခုတင်ပဲတွက်လို့ရပြီကျွန်တော်တို့မှာအလှငွေပေးတဲ့လူတွေအနေနဲ့အများဆုံးသလိုယော့သွားတယ်ကျွန်တော်တို့မှာအလှငွေပေးတဲ့လူတွေအနေနဲ့အများဆုံးသလိုယော့သွားတယ် အလှငွေရော့သွားတဲ့ဆိုပေမဲ့လက်နဲ့တည်းကဈေးတွေပိုကြီးလာတယ်။ဒီအခါမှာရန်သူကချိန်လို့ရနေပြီ။မိမပတ်စံ100ရှိတယ်။ပတ်စံ100ရှိအများဆုံးရလို့ရှိရင်ကျဲဥအလုံး20ပဲ။ကျဲဥအလုံး20ပြီးသွားလို့ရှိရင်သူဘာလုပ်မလဲဆိုတဲ့ကိစ္စမျိုးပေါ့။ကြည်စံ1000ဟာ1000လောက်ဖြစ်နေတယ်။ကြည်စံ10000ဆိုတသိန်းလူတစ်ယောက်ကလာတိုင်းလာတိုင်းတသိန်းတသိန်းလှူနိုင်မလား။အဲဒီလိုမျိုးတွေပေါ့အကုန်ရန်သူကအကုန်တွက်ချက်ပြီးတော့လှူပစေလှူပစေလှူပစေပြီးသွားလို့ရှိရင်သူ့အနေနဲ့ကစစ်သား စုဆောင်လို့ရတယ်သူတို့သားသမီးတာမပါတာလေဗျာကျွန်တော်တို့လိုဆင်းရဲတဲ့လူတွေအလုလုတဲ့လူတွေညံတွေပဲဆိုပေါ်တာဆွဲစစ်သားဖြစ်ဒီကောင်တွေသေသွားလဲပြဿနာမရှိဘူးရောချေးပေးခြင်းပေးမယ်မပေးခြင်းမပေးဘူးတကယ်တကယ်စစ်တပ်အနေနဲ့ကရောချေးပေးတယ်ပဲသဘောထားလိုက်အောင်30လောက်ပေးတယ်ပေါ့ပေးလာမပေးလာကျွန်တော်မသိဘူးနော်30လောက်ပေးတယ်ဆိုလဲဒေါ်လာ1000လောက်ပဲရှိတာဒီတော့ကိုပြဿနာကဘာလဲဆိုတော့တိတ်ချက်ကတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေမှာဘာမှပြဿနာမရှိတော့ တိုင်းရင်းသားဒေါ်လာရဲ့ဖွဲ့စည်းတွေမှာဘာမှပြဿနာမရှိဘူးဒီကျွန်တော်တို့ NUG ရဲ့မြေပြန်ကလာတဲ့ PDF တွေမှာပြဿနာတွေရှိအဲ့ဒီပြဿနာကဘယ်သူမှရှာတာမဟုတ်ဘူးကို့ဖာသာကိုရှာတဲ့ပြဿနာဖြစ်နေဟောမင်းတို့ကလူထုနာမယ်ဆိုပြီးတော့ပြောတယ်။အော်ဟုတ်ပြီလူထုနာမယ်ဆိုပြီးပြောပြီ။မင်းတို့ရန်ကုန်သားမှာကတ်နေတယ်ပြောတယ်။မင်းတို့ရန်ကုန်သားမှာကတ်နေတယ်ပြောတယ်။မင်းတို့ကတော့လက်နက်လည်းရှိတယ် အကြံပရန်လဲခံနိုင်နေတောထဲမှာလဲနေနိုင်နေကိုကရန်ကုန်သားမှာရှိတယ်ပြောပြီးဟဲ့ဆိုလို့ရှိရင်စစ်တပ်ကကောင်ကမြေပုံထောက်လိုက်တော့မှာပေါ့ဒီကောင်တွေဘယ်နေရာမှာရှိမလဲပကိုးမှာရှိမှာလားမော်ဘီမှာရှိမှာလားလှဲကူးမှာရှိမှာလားဒီတော့ရန်ရန်သူကပြည်သူကိုဖမ်းပြီးတော့မင်းတို့ဘယ်သဘောကိုတွေ့လဲဘလူကိုတွေ့လဲဟဲ့ဆိုအဲ့ဒီမှာတဲကလူထုကနာပြီပေါ့ဒီတော့မင်းတို့ပြောတဲ့လူထုနာမယ်ဆိုတဲ့ကိစ္စကတော့ဘာလဲဆိုတဲ့မေကွန်းကအကြီးအကျယ်ဖြစ်သွား လူရုနစ်နာမှာဆိုတဲ့လူရုနစ်နာမှာဆိုတဲ့ပြောရင်ကိုနေတဲ့နေရာကိုကိုကကိုဖွက်ထားပေါ့မဖွက်ထားဘူးကျွန်တော်တို့ကရန်ကုန်သားမှာကတ်နေပြီဆိုပြီး BBC နဲ့ပါသတင်းပြူနော်အတကြကြရင်ဟိုမီဒီယာနဲ့သတင်းပြူဟိုမီဒီယာနဲ့ပြောဒီလိုပြောတဲ့အခါလူရုကပို့ပြီးတော့နစ်နာတာပေါ့ဒီနေရာနားမှာရန်သူရှိတဲ့ဟဲ့ဆိုရန်သူကပက်ပက်ဆက်ဆက်ပတ်စိတ်တိုက်မယ်ရန်သူကဝင်လုံမယ်ရွာတွေမီးရှို့မယ်အဲ့ဒါတွေအကုန်လုံးကကိုကသတင်းပေးလို့ဖြစ်ကုန်တဲ့ပြဿနာက ဘာမှဒလန်လဲသတင်းပေးတာမဟုတ်ဘူးဖုန်းနဲ့ဆက်ပြောတာလည်းမဟုတ်ဘူးကိုဟာကိုအွန်လိုင်းမှာပါဇက်ရတဲ့ပြဿနာအွန်လိုင်းမှာပါဇက်ရတဲ့ပြဿနာနောက်တစ်ချက်ကအခေါ်တွေအခေါ်တွေအခေါ်တွေဆိုတဲ့ဟာပြူစောတိလို့ပြောလိုက်ရင်ပြီးတဲ့ကိစ္စကိုဒလန်ဆိုပြီးတော့နာမည်ပြောင်းတယ်ဒါကတော်လိုင်းရေးစကရေကပြောထားတယ် ဒလန်ဆိုတာကသတင်းပေးသတင်းပေးဆိုတဲ့လူကိုဖမ်းနာစည်းတာအရေးယူတဲ့ကိစ္စမှာပြဿနာအများကြီးရှိတယ်ဒီလူကတကယ်သတင်းပေးတာလားဒီလူကသတင်းပေးဟုတ်လားမဟုတ်ဘူးလားအဲ့ဒီဟာကအစသူဖုံးရှိရဲ့လားသူဘသူနဲ့ဆက်သွယ်လဲဒါမျိုးတွေကအ ਨੇ ဆုံးကိုကစစ်ဆေးပြီးတော့မှဒီလူကဒလန်ကိုကဆွဆွဲလို့ရတယ်ပြူစောထီးဆိုလို့ရှိရင်ဆွဆွဲစရာမလိုဘူးပြူစောထီးဆိုသတင်းပေးစရာမလိုဘူးသူ့မှာတနတ်ပဲပါပါဒုတ်ပဲပါပါဂဲပဲပါပါ ပြူစောတိကပြူစောတိပဲပြူစောတိသည်စစ်တပ်ကဖွဲ့ထားတဲ့လက်နက်ကိုင်အဖွဲ့ဆိုလို့ရှိရင်ကိုကဖြေရှင်းရတာလဲကောင်းတယ်တည်င်းဌာနပဲဖြစ်ဖြစ်နိုင်ငံတကာတည်င်းဌာနပဲဖြစ်ဖြစ်ဟိုအင်္ဂါဂျိုကတည်င်းဌာနပဲဖြစ်ဖြစ်ဟိုတခြားကဘာတည်င်းဌာနပဲဖြစ်ဖြစ်ဒီကောင်တွေဟာပြူစောတိစစ်တပ်ကနေပြီးတော့လက်နက်တပ်ဆင်ထားတာပြီးသွားပြီဖြေရှင်းလို့ရတဲ့ဟာမဟုတ်ဘူးအခုအချိန်အထိဒလန်ဒလန်ဒလန်အဲ့တော့မင်းတို့ဒလန်လို့ပြောပြီးဆိုတာ ਨੇ မင်းတို့မှာအထောက်အထားရှိပြီလားဆိုပြီးတော့ ရန်သူဘက်ကမေးတော့မယ်တည်င်းဌာနတွေကမေးတော့မယ်ဒီတော့အခေါ်လေးတောင်မှမပြောင်းနိုင်ပဲနဲ့မင်းတို့တော်လှန်ရေးဘယ်လိုလုပ်မလဲမေကုံကထက်ရှိသွားပြန်ပြီနော်မင်းတို့ပထမတော့ကကိုဟါကိုတည်င်းပေးလို့ပြဿနာတက်တယ်ကိုဟါကိုအချိန်ဆွဲလို့ပြဿနာတက်တယ်ကိုဟါကိုအခက်ခဲဖြစ်လို့ပြဿနာတက်တယ်အခုဒလန်ကိစ္စတော်လှန်ရေးစတွေကပြောလာတာမင်းတို့ကဆရာဆရာဆရာကြီးတွေကြီးပဲနော်ဖျားဖြစ်မဲ့လူတွေအကုန်လုံးသိတယ်အကုန်လုံးတတ်တယ် ဖျားဖြစ်မဲ့လူကိုပြောနေရတဲ့ဟာလည်းမကောင်းဘူး။ဖျားဖြစ်မဲ့လူကိုအခုပြောနေတယ်ဆိုတာကဟိုအမေအမေနွားเจ้าသားပေါ့အဖေဖျားအလောင်းလိုမျိုးပေါ့။အခုနွားเจ้าသားကမေးနေတာညဉ့်ညောင်းဆိုတဲ့နွားเจ้าသားကနေပြီးတော့အမေနွားเจ้าသားအဖေဖျားအလောင်းပေါ့အခုအုပ်ချုပ်နေတဲ့တိုက်နေတဲ့ဖျားအလောင်းတွေကဖြေဖို့လိုတယ်။အဲ့ဒါကညဉ့်ညောင်းရှားဖွေပြီးတော့ပြောတာမဟုတ်ဘူး။မင်းတို့ဗုဒ္ဓဘာသာတွေဆိုသိတယ်။အမေနွားเจ้าသားအဖေဖျားအလောင်းမင်းတို့ဖြေကြပါ။ မင်းတို့ဒလန်ဆိုတဲ့ဟာတော်မှမင်းတို့ဘာဖြစ်လို့အခေါ်အော်လေးကိုမပြောင်းလဲနိုင်တာလဲဒလန်ဆိုတဲ့အခေါ်တော်မှပြူစောတိပြူဆိုပြီးတော့ဘာဖြစ်လို့မပြောင်းလဲနိုင်တာလဲဗဇက်ကလေးကနေပြောင်းပြီးတော့မခေါ်နိုင်တာလဲနော်စစ်တပ်ကလည်းနှစ်ဖွဲ့ခွဲကြတာတဖက်ကအပြော့အပြောင်းပေါ့တဖက်ကအမာပေါ့ ဒီအတိုင်းပဲဗမာပြည်မှာတကယ်အခုပြဿနာတက်နေတာကစကောလာတွေကနှစ်ဖက်ခွဲကစားနေတဲ့ကိစ္စ။ခေါင်းဆောင်တွေထဲမှာဆိုလို့ရှိရင်အဲ့ဒီစကောလာတွေနှစ်ဖက်ခွဲစားတဲ့ကိစ္စကိုတည်တည်ချာချာချေချေညက်ညက်တည်တာဆိုလို့ရှိရင်ဗိုလ်ချုပ်ကံမော်တို့ရှိတယ်။ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရှိတယ်။အခုဆိုလို့ရှိရင်တော့ဟိုချင်းပရာသားတွေပါတယ်တည်တည်နိုင်တယ်။စကောလာတွေကနှစ်ဖက်ခွဲကစားနေတယ် စကောလာတွေနှစ်ဖွဲ့ခွဲကစားတဲ့ကိစ္စကိုနှစ်ဖွဲ့တယ်မဟုတ်ဘူးစကောလာတွေကသုံးဖွဲ့ပါခွဲပြီးတော့ကစားတဲ့ပုံစံဖြစ်နေတယ်စကောလာတွေကဥပမာစကောလာတွေကသုံးဖွဲ့လောက်ခွဲပြီးကစားတဲ့ပုံစံဖြစ်တယ်စကောလာတစ်ဖွဲ့ကစစ်တပ်ဘက်မှာရှိနေတယ်စကောလာတစ်ဖွဲ့က UNG မှာရှိနေတယ်စကောလာတစ်ဖွဲ့ကရားနေတယ်ဆိုပြီးတော့လုံနေတယ်ဒါပေမဲ့အဲ့ဒီ၃ယောက်ကညနေစောင်းသွားတယ်ဆိုလို့ရှိရင်အရက်တဝိုင်းထဲမှာအတူတူပဲနော် အဲ့သုံးယောက်ကဟိုအဲ့ဒီသုံးဘွဲ့ကညနေစောင်းသွားရင်ဝေစုခွဲဖို့ကြာရင်အတူတူပဲဆိုတဲ့ပုံစံအဲ့ဒါကဘာလဲဆိုတော့စစ်တပ်ဘက်မှာရှိနေတဲ့စကောလာတွေနဲ့ဒီ UNG ဘက်မှာရှိနေတဲ့စကောလာတွေပြီးသွားလို့ရှိရင်ဂျားထဲမှာရှိတဲ့စကောလာတွေဆိုတာအကုန်လုံးကအတူတူပဲအကုန်လုံးကအတူတူပဲအကုန်လုံးကမိတ်ဆွေအပေါင်းအသင်းတွေပဲအကုန်လုံးဒီအတူတူတွေကြီးပဲအဲ့တော့သူတို့ကစစ်တပ်ကရတဲ့သတင်းကိုလည်းဒီဘက်ကိုမျှပေးတယ်ဒီဘက်ကစကောလာတွေကလည်းဟိုဘက်ကိုမျှပေးတယ် ဂျားထဲမှာရှိတဲ့လူတွေကလည်းသူ့သေတနာလုပ်တယ်ဆိုပြီးတော့နိုင်ငံတကာကတောင်းတယ်ဒီတော့ခမားတို့ဒေါ်လာရေးမှာစစ်တပ်တည်ရင်ရောเนาะခမားတို့ပြောတဲ့ဖယဲသီးပေါ့စကောလာဖယဲသီးတွေပေါ့အဲကိုဘကအမြင်နဲ့ပြောလို့ရှိရင်ဒီစကောလာတွေကတော့ဟေးစစ်တပ်နဲ့ပေါင်းနေဆိုတဲ့ပေါင်းနေဆိုရဲဆိုပေမဲ့စကောလာဖယဲသီးပေါ့ဥပမာမေဇော်ဦးတို့ဘာတို့အကုန်လုံးပေါ့ဗျာအောင်နိုင်ဦးတို့ဘာတို့ကလည်းဒီဘက်မှာရှိနေတဲ့စကောလာတွေကိုပေးတယ် အဲစစ်တပ်ကတော့ဟေးဒါတွေဒါတွေဒါတွေလုံမဲ့တုံမဲ့ဒီလိုမျိုးတွေတော့ကမ်းလန်းလာပြီပေါ့ဥပမာပြီးတော့ရွေးကောက်ပွဲလုံမဲ့ဝင်ကြပြူကြပါပေါ့အဲ့လိုမျိုးလှမ်းပြောလိုက်တယ်ဒီဘက်ကစကောလာတွေကလည်းဟာစစ်တပ်ကတော့ဒါတွေဒါတွေလုံတော့မယ်ပေါ့ငါတို့ဘက်ကလည်းဒါတွေဒါတွေလုံမဲ့ဘယ်လ်ဂျီယမ်မှာဆွေးနွေးပြီးတော့ NUG ကဝင်မဲ့မဝင်ဘူးဆိုတဲ့ကိစ္စမျိုးတွေလုံတယ်ပြီးသွားရင်တခြားတစ်ဖွဲ့ကလည်းအဲ့ဒီနှစ်ယောက်ပြောတဲ့ဟာကိုလုတ်ပြီးလို့ရှိလို့ရှိရင် report တွေရေးပြီးနိုင်ငံတကာကိုတင်တယ်အကုန်လုံးကတော့ပုံပြင်လေးပြောရင် ိုဘတ်စကောလာစစ်တပ်ကတောင်းတယ်ဒီဘတ်စကောလာပြည်သူတွေရှိရဟာကိုလိန်တယ်ဂျားရဲရစကောလာနိုင်ငံတကာကိုတင်တယ်ပြီးသွားရင်၃ယောက်ပေါင်းဝင်စုခွဲပြီးသွားလို့ရှိရင်ယော့မင်းကတော့ဒီလောက်ယူမင်းကတော့ဒီလောက်ယူမင်းကတော့ဒီလောက်ယူအဲ့တော့ခမည်းတော်တကယ်တော်လှန်ရေးလုပ်ပြီးဟေးဆိုလို့ရှိရင်ဒီစကောလာတွေကိုခမည်းတော်နော်ကတော့ပါရဲ့အပေါင်းအသင်းမှာလုပ်လို့မရတော့ဘူးဘာဖြစ်လို့လဲဆိုတော့တော်လှန်ရေးတရက်မှာလျှို့ဝှက်ချက်ကအရေးအကြီးဆုံးပဲတော်လန်ရဲတရက်မှာ နော်ရက်ကိုရန်သူကအင်အားကြီးတယ်ကိုရန်သူမှလက်နက်တွေရှိတယ်ကိုရန်သူမှဟိုစွမ်းဟိုဘယ်လိုပြောမလဲအရင်အမြင့်ကိုထက်ပို့ပြီးတော့သားတယ်အဲ့တော့ကိုတက်အရေးမြင့်သားတဲ့အချိန်မှာကိုရှိယာစကောလာဆိုတဲ့ကောင်တွေအကုန်လုံးကအင်္ဂလိပ်လိုတက်လို့တို့နိုင်ငံတကာတို့ဘာညာလျှောက်ပြောနေတာအဲ့ဒီကောင်တွေအကုန်လုံးကဟိုဘက်သတင်းပေးဒီဘက်သတင်းပေးပြီးဝေစုခွဲယူတဲ့ကောင်တွေကိုကျွန်တော်တို့အခုဒီတော်လန်ရေးထဲမှာထည့်ထားပြီးဟိဆိုရင်တော်လန်ရေးနိုင်ရင်တောင်မှ တော်လန်ရေးကအကုန်လုံးနိုင်သွားပြီဟဲ့ဆိုတော့မှကိုယ့်ရဲ့အတွင်းသတင်းမှန်သမျှကသူတို့အကုန်ရနေပြီတော်လန်ရေးကြီးနိုင်ရင်တော့မှကိုယ့်အတွင်းသတင်းကလျှို့ဝှက်ထားတာမရှိတော့ဘူးဒီတော့ခမားတို့ဘလို့ဆက်ပြီးတော့သွားမလဲအခုအချိန်မှာအကုန်လုံးကနိုင်ငံတကာမှာဆိုလို့ရှိလို့ရှိရင်လေဥရောပခမားတို့ပြောပြောနေတဲ့ဥရောပဗမာပြည်ကိုကူညီဖို့ဆိုတဲ့ဟာအခြေအနေမကောင်းဘူး နော်သူတို့တကယ်ကူညီမယ်ဟဲ့ဆိုလို့ရှိရင်နိုင်ငံနိုင်ရအကုန်ပြောနေပြီဂျာမနီပဲဖြစ်ဖြစ်ဟိုနယ်သာလန်ပဲဖြစ်ဖြစ်ဖင်လန်ပဲဖြစ်ဖြစ်ဘယ်နိုင်ငံပဲဖြစ်ဖြစ်ငါတို့ကယူကရိန်းစစ်ပွဲကြီးပြီးသွားလို့ရှိရင်ယူကရိန်းကိုကူညီရမယ်ယူကရိန်းပြန်လဲတိဆောက်ဖို့အတွက်ယူကရိန်းပြန်လဲတိဆောက်ဖို့အတွက်ငါတို့တွေငွေရောခြေရောအကုန်လုံးကူညီရမယ်ငါတို့နိုင်ငံမှာအခု ယူကရိန်းတွေကိုတင်ကြွထားရတယ် ဒါမျိုးတွေနဲ့ဖြစ်နေတာခမားတို့ဗမာပြည်ကိုကူညီမဲ့လူဟာပို့ပို့လေးလေးပြောရင်အမေရိကန်ကလည်းထရန့်တက်နေတဲ့ရွေ့နော်အမေရိကန်ဘက်ကအကူအညီလဲရဖို့ကတိတ်မစင်းစားနဲ့အမေရိကန်မှာထရန့်ရှိနေတဲ့ရွေ့ကဗမာပြည်ကိုပေါ့အိုဘာမားပေးသလိုချက်လက်မှတ်ကိုဖွင့်ပေးမယ်ဆိုပြီး NLD ပြောတဲ့စကားမျိုးပေါ့ဗဇက်ရာဇဝင်အောင်ပြောလို့မရတော့ဘူးဘာလဲဆိုတော့ NLD ဘက်ကပြောထားတာရှိတယ်လေတစ်ချိန်တုန်းကအိုဘာမားဟိုငါတို့အမေစုသားတက်လို့ရှိရင်အိုဘာမားကသိတယ်မလားဟို open လက် open chat ပေါ့ဗျာအဲ့မှာလက်မှတ်ပဲထိုးပေးမယ်ဒေါ်စုကြိုက်တဲ့လောက်သုံးဆိုပြီးတော့ NLD တွေရှောက်ပြီးဝါရဖြန့်တယ်လို့ပေါ့အဲ့ဒါမျိုးတော့မှ trap တက်တဲ့အချိန်မှာဝါရဖြန့်လို့မရတော့လိန်လို့မရတော့လိန်ရင်တော့လိန်လို့ရတာပေါ့ဗျာပြောရင်တော့ပြောလို့ရတာပေါ့ဒါပေမဲ့အဲ့ဒီလိုအခွင့်အရေးကမရှိတော့ trap ဆိုတဲ့ကောင်လဲဗမာပြည်ကိုလာမယ်မလာဘူးဆိုတဲ့ဟာအိုဘားမားလောက်တော့မကြီးနေအဲ့တော့ဥရောပကလည်းဒီလိုဖြစ်တဲ့အချိန်မှာခမားတို့ရဲ့အင်အားကကိုပြည်တွင်အင်အားပဲရှိတယ်ကိုပြည်တွင်အင်အားထဲမှာ တော့ကြာကြလို့ရှိလို့ရှိဟိုတိုင်းရင်းသားတွေ ਨੇ ဟာတီရန်တွေလည်းတော့လှုပ်ချင်တာလှုပ်သွားပြီဆိုပြီးပြောချင်တဲ့ဟာပြောပြန်အောင်ဟာ MNDA ကတော့လှုပ်ချင်တာလှုပ်သွားပြီဟဲ့ဆိုပြီးပြောချင်တာပြောပြန်အောင်ခမရတို့တွေပြဿနာက ကိုယ်ပြဿနာကိုကိုယ်ဘယ်လိုရှင်းမလဲခမရတို့အနေနဲ့စဉ်းစားလို့မရဘူးလားဟာတီရန်တွေလည်းမိုးကုတ်ကိုငါတို့အတွက်တိုက်ပြီးသွားတယ်ကွာ တီအန်နယ်လေးကခုမိုးကုတ်တော့မိုးမိတ်တော့သူတို့မအုပ်ချုပ်တော့ဘူးလေစစ်တပ်နဲ့သူကသူလက်မှတ်ထိုးပြီးတော့သွားတယ်ထားလေခမရတော့ဒီတမှာမင်းတို့ဒီနေရာမှာမနေရဘူးဆိုပြီးတီအန်နယ်လေးကပြောတာမဟုတ်ဘူးငါတို့တိုက်ခဲ့တဲ့နေရာကိုမင်းတို့မတိုက်နဲ့ဆိုပြီးပြောတာမဟုတ်ဘူးအကောင့်သဘောဘက်ကနေပြီးတော့ပြန်စဉ်းစားကြည့်လေခမရတော့ပြောနေတယ်လို့ပေါ့ဟိုဘက်ကလှည့်စဉ်းစားတယ်ဒီဘက်ကလှည့်စဉ်းစားတယ်စဉ်းစားတယ်လို့မျိုးပေါ့ဟာတီအန်နယ်လေးကကွာမိုးကုတ်နဲ့မိုးမိတ်ကိုတိုက်ပြီးတော့ဒါမှမဟုတ်လေသူတို့လိုချင်တာယူသွားတယ်ဆိုပေမဲ့နော်တီအန်နယ်လေးကလည်း ဒီမိုးကုတ်မိုးမိတ်ကိုအုပ်ချုပ်တဲ့အချိန်မှာရှိသမျှကြောက်တူပါလို့အကုန်တူးသွားတာပဲလေသူတို့ကသူတို့လိုချင်တာယူသွားပြီကွာငါတို့ကိုပေးခဲ့တယ်ဆိုပြီးတော့အကောင့်သဘောကနေရောစဉ်းစားလို့မရဘူးဒီတော့ခမားတို့ကအကုန်လုံးကိုကိုယ့်ဘက်ကကြီးပဲတစ်ချိန်လုံးတစ်ဖက်သက်ပိတ်ပြီးတော့စဉ်းစားတဲ့အတွေ့အခေါ်မျိုးနဲ့သွားပြီးဟေ့ဆိုလို့ရှိရင်ဒီတော်လန်ရေးသွားမဲ့ဇလန်းကတော်တော်ကိုပြဿနာရှိတယ် ခင်ဗျားတို့ကစပြောလိုက်လို့ရှိရင်ဟာလာရှိုးကိုသိမ်းတဲ့အချိန်မှာငါတို့တော်လန်ရဲ့တပ်သားတွေရဲ့အသက်တွေသွေးတွေချွေးတွေအကုန်ပေးရတယ်ပေါ့မင်းတို့ຫນွေဦးတော်လန်ရဲ့မမဟုတ်ဘူးຫນွေဦးတော်လန်ရဲ့မမဟုတ်ဘူးမာနယ်ပလောကြီးကိုနော်ကြာဆုံးသွားတဲ့မာနယ်ပလောကြီးကိုခုခံကာကွယ်တဲ့အချိန်တုန်းကကရင်နေမာနယ်ပလောဆိုတဲ့စကိုင်းကြီးကိုခုခံကာကွယ်တဲ့အချိန်တုန်းကလည်းចောင်းသားတွေ နော်မင်းတို့88မျိုးဆက်ဆိုတဲ့လူငယ်တွေအကုန်လုံးသေကြကြေကြတာပဲဒါပေမဲ့ကျောင်းသားတွေမာနယ်ဘလော့လည်းမရဘူးကွာငါတို့လည်းသေတယ်ဆိုပြီး88ကျောင်းသားတွေအဲ့ဒီလိုမျိုးဘလူးမှအပြစ်တင်တဲ့ကိစ္စတွေပြောမသွားဘူးအခုအချိန်ထိလည်းမပြောဘူးကရင်နေနော်မင်းတို့တွေ့တဲ့အတိုင်းပဲ88နောက်ပိုင်းမှာကရင်စခန်းတွေတစ်ခုပြီးတစ်ခုစုပ်သွား ဒီကေဘီအနဲ့တိုက်တော့လဲကျောင်းသားတွေသေတာပဲကရင်ဘက်ကနေပြီးတော့နော်ဟိုကရင်နှစ်ဖွဲ့ကွဲတာဒီကေဘီအခုမင်းတို့ပြောတဲ့စောချစ်သူတို့ဘာတို့ကွဲတဲ့အချိန်နော်ငါတို့တွေတိုက်ကြတာငါတို့ရဲဘော်တွေသေတာပဲဒါပေမဲ့မင်းတို့ကရင်ချင်းချင်းတိုက်တာကွာမင်းတို့ကရင်ချင်းချင်းတတ်တဲ့ဂျားထဲမှာငါတို့ကျောင်းသားတွေသေတာပဲငါတို့လည်းတစ်ခါမှမပြောဘူးမပြောသလိုပဲမင်းတို့ဗမာပြည်တွေကကောင်းနေအဲ့ ABSF ကျောင်းသားတွေကိုဒေါအောင်ဆန်းစုကြည်ခစ်ကာလာမှာဟိုး BNMS BNN စစ်ရှုပ် BNN စစ်ရှုပ်နဲ့ အမေရိကန်စစ်သားတွေလိုမျိုးမင်းတို့တွေဆက်ဆံခဲ့တာမဟုတ်ဘူးလားရိုင်ရဲ့သတိရတယ်စီလူဘူရဲ့သတိရတယ်မင်းတို့စိတ်နာအောင်ပြောနေတာမဟုတ်ဘူးအကျိုးအကြောင်းကိုပြောတာ88เนาะဒေါ်အောင်ဆန်းစုကြည်အာဏာရတဲ့2022ကနေပြီးတော့2012ကနေပြီးတော့2012ကနေပြီးတော့2020အထိ ABSDF ရဲဘော်တွေဆိုလို့ရှိရင် BNN เนาะ BNN မှာတွားတိုက်တဲ့အမေရိကန်စစ်ပြန်တွေလိုပဲ မင်းတို့တွေအရတတောင်ပို့ပြီးတော့ဆက်ဆံခဲ့တာလေတိခုတ်သမားတွေအလိုမရှိတော့ဘူးပြီးတော့တစ်ခါတစ်ခါကြားလို့ရှိရင်တိုင်းရင်းသားတွေဟာငါတို့အရေးတော်ပုံကြီးပေါ်လာတယ်2021အရေးတော်ပုံကြီးပေါ်လာတယ်ငါတို့တိုင်းရင်းသားဒေသတွေကိုသွားတယ်တိုင်းရင်းသားတွေနဲ့အတူတူတိုက်တဲ့အတွက်ငါတို့မှာစစ်ပညာတွေရလာတယ်ငါတို့မှာလက်နက်တွေရလာတယ်ဒီလိုမျိုးအတွေးခေါ်မျိုးတွေပေါ့ ။ငါပြောနေတာမင်းတို့ပို့ပြီးတော့တိုင်းရင်းသားတွေကိုကျေးဇူးတင်ဖို့ပြောနေတာမဟုတ်ဘူး။တိုင်းရင်းသားတွေကိုကျေးဇူးတင်ခိုင်းနေတာမဟုတ်ဘူး။အခြေအနေမှန်လေးတစ်ခုကိုပဲသုံးသပ်ဖို့ပြောတာ။ပြည်မာကြီးကလာတဲ့ပေါ့နော်။ဟိုလူမျိုးပြောရင်ဗမာဗမာလို့ပြောလို့ရှိရင်ပြဿနာတက်မှာဆိုလို့ခင်ဗျားတို့အနေနဲ့အဲ့ဒီလူမျိုးလေးစဉ်းစားလို့မရဘူးလား။2021စစ်တပ်ကအာဏာသိမ်းတယ်ငါတို့တွေနော်လက်နက်ကင်ပြီးတော့တော်လှန်ပဲပဲပြောပြော လက်နဲ့မကင်မဲနဲ့တော်လှန်မယ်ပဲပြောပြောငါတို့တွေဟာအရင်ဆုံးတော့တိုင်းရင်းသားဒေသတွေမှာသွားပြီးတော့လွတ်မြောက်ရလွတ်မြောက်ကြောင်းခိုလုံရတယ်အဲ့ဒါညီချင်းအောင်ပြောတာမဟုတ်ဘူးဆိုလို့ရှိရင်အကုန်ပြောလို့ရတယ်2021စစ်တပ်အာဏာသိမ်းတဲ့အချိန်မှာမင်းရမင်းလက်နဲ့ကင်ပြီးတော်လှန်ခြင်းတော်လှန်မတော်လှန်ခြင်းနေတိုင်းရင်းသားဒေသတွေကိုအရင်သွားပြီးတော့လွတ်မြောက်ရလွတ်မြောက်ကြောင်းခိုလုံရရတယ်အဲ့ဒီတိုင်းရင်းသားတွေရှိရနေပြီးတော့စစ်ပညာတွေသင်ရတယ် အဲ့ဒီစစ်ပညာတွေသင်ပြီးတော့အဲ့ဒီတိုင်းရင်းသားတွေနဲ့အတူတူတွဲတိုက်တော့မှငါတို့ကလက်ကျင်ခွင့်ရတယ်နော်တိုင်းရင်းသားတွေနဲ့စစ်တပ်နဲ့တိုက်နေလို့ငါတို့ကဝင်တိုက်ရတယ်ဝင်တိုက်တော့မှငါတို့ကလက်ကျင်ခွင့်ရတယ်လက်ကျင်ခွင့်ရလို့ငါတို့အောင်ပွဲတွေရတဲ့အခါမှာအဲ့ဒီကရတဲ့စစ်လက်နှက်တွေကိုတိုင်းရင်းသားတွေကငါတို့ကိုပြန်ပြီးတော့ခွဲပေးတယ်မင်းတို့အဲ့လိုမျိုးလေးတွေရောတကယ်လက်တွေ့ဘဝမှာနည်းနည်းပါးပါးတော့မှစဉ်းစားလို့မရတော့ဘူး ်ငင်းညာအောင်ကဘယ်တိုင်းရင်သားဘက်ကမှပါပြီးတော့ပြောနေတာမဟုတ်ဘူးငင်းညာအောင်တို့ကကရင်ဖြစ်တာတော့မှ လူမျိုးစွဲမရှိလို့ကျောင်းသားတက်မတော်မှာပဲနေတာကျောင်းသားတက်မတော်မှာပဲနေခဲ့တာငင်းညာအောင်တို့ဒုက္ခတဲ့လျှောက်တယ်ငင်းညာအောင်တို့နိုင်ငံသားကိုသွားတယ်ဆိုတာ ABSDF ကအမှားယွင်းလုပ်လို့မဟုတ်ဘူးကိုကိုတိုင်းမနေနိုင်လို့နော်ကိုကိုတိုင်းမနေနိုင်လို့ကိုကိုတိုင်းစီကန်းနေမလိုက်နိုင်လို့ ကိုကကိုဖြစ်ချင်တာပဲကိုတိလို့ဒါကြောင့်မလို့ငင်းကြအောင်လို့ကိုကကိုထွက်လာတာ ABSF ကမှားနေတာမဟုတ်ဘူး ABSF လမ်းစဉ်တွေကမှားနေတာမဟုတ်ဘူးတိုင်းရင်းသားတွေကမှားနေတာမဟုတ်ဘူးပြဿနာဆိုတာကတော့တိုင်းရင်းသားတွေပဲဖြစ်ဖြစ်ကိုအိမ်မှာတော့မှကိုဟာကိုပြဿနာရှိတယ်အဲ့ပြဿနာတွေသေးသေးမွမွားတွေကိုဘေးဖယ်မထားဘေးဖယ်ထားလိုက်လို့ရတယ်သေးသေးမွမွားတွေကိုမေ့လို့ရတယ်ကရင်စစ်ဖို့တယောက်ကလာပြီးတော့ကိုပြောတဲ့ကိစ္စကအဲ့ဒါကရင်တစ်မျိုးသားလုံးနဲ့လဲဆိုင်တဲ့ကိစ္စမဟုတ်ဘူး ် KNU တခုလုံးနဲ့လည်းဆိုင်တာမဟုတ်ဘူးကိုနဲ့အဲ့ဒီစစ်ဘုံနဲ့အဆင်မပြေတဲ့ကိစ္စအခုမင်းတို့ကချင်မှာသွားနေကချင်စစ်ဘုံတယောက်နှစ်ယောက်နဲ့မင်းတို့နဲ့အနည်းနဲ့အများဆုံးသလိုပြဿနာရှိလိမ့်မယ်အဲ့ဒါကချင်တွေအကုန်လုံးကပြဿနာမဟုတ်ဘူးအဲ့ဒီစစ်ဘုံနဲ့မင်းနဲ့ဖြစ်တဲ့ကြာပြဿနာဒီလိုမျိုးပြဿနာကိုမင်းတို့အကျယ်ကြီးတွေရှောက်ချဲ့မနေနဲ့မင်းတို့စပြီးတော့ဝင်လာတဲ့ကပြဿနာကဘာလဲဆိုတော့ငါတို့ကဆက်ရနာရှင်မင်းအောင်လိုက်အောင်မှမကြောက်တာကွာဘယ်ကောင်းကိုစောက်ယူဆိုက်ရမလဲဆိုတော့ အဲ့ဒီလိုစိတ်ဓာတ်မျိုးတွေကတော်လှန်ရေးလုပ်လို့မရဘူးမင်းတို့အခုအများစုဖြစ်နေတဲ့ပြဿနာအဲ့ဒီပြဿနာမင်းအောင်လိုက်အောင်စောက်ကူမဆိုင်တာဘယ်ကောင်းအောင်စောက်ကူဆိုင်ရမလဲမင်းတို့ဒီမှာရှိနေတဲ့တော်လှန်ရေးကနော်ဒီရဲဘော်တွေအရာရှိတွေဟိုဘယ်လိုပြောမလဲဟိုဘိုးတွေဟိုပေါ့မင်းတို့ဂယုမဆိုင်လို့ရှိရင်မင်းတို့သိချင်းစုံနဲ့သိမှာမင်းတို့မှာတည့်အချက်စည်ရဲအတွေ့အကြုံမရှိဘူးနှိအချက်မင်းတို့နည်းမြေမကျွမ်းကျင်ဘူးသုံးအချက်မင်းတို့မှာဘာသာစကားအခက်အခဲရှိတယ် တိုင်းရင်းသားဒေသတွေမှာဘာသာစကားအခက်အခဲရှိပြီဆိုတာနဲ့အဲ့ဒါကိုယ်သိတွင်ကိုတူးတာဘာဖြစ်လို့ဒီစကားကိုပြောလဲဆိုတော့ငင်းညံ့အောင်လို့ကရင်ပြည်နယ်မှာသွားနေတယ်မတကလဲတို့နလက်ဖလဲတို့အဲ့လောက်မသိဘူးဆိုရင်ပြဿနာရှိတယ်ဘာဖြစ်လို့လဲတိုင်းရင်းသားတွေအကုန်လုံးကိုဗမာစစ်တပ်ကတပ်ဖြတ်လာခဲ့တာတိုင်းရင်းသားကျေးရွာမှန်သမျှကိုစစ်တပ်ကမိတွေရှို့ခဲ့တာတိုင်းရင်းသားမှန်သမျှကိုမထိန်ကျင့်ခဲ့တာတိုင်းရင်းသားမှန်သမျှကိုတပ်ဖြတ်ပြီးတော့နော် နွားဆိုရင်ဟင်းလဲဆိုရင်ထင်းရွာဆိုရင်မီးရှို့မီးလုံပေါ့မိမဆိုရင်ဘင်းဒီလိုမျိုးနဲ့မင်းတို့ဗမာစစ်တပ်ကလုတ်ခဲ့တာနော်ဖေဖေတီတောင်ထားတဲ့တပ်မတော်ကြီးကလုတ်ခဲ့တာအဲ့ဒီအခါမှာဗမာမြင်ပြီးဟဲ့ဆိုလို့ရှိရင်ရိုးရိုးသားသားတိုင်းရင်းသားတွေကစစ်သားပဲထင်းနေရိုးရိုးသားသားတိုင်းရင်းသားတွေကစစ်တပ်ကလွတ်တဲ့ကောင်ပဲထင်လို့ရှိရင်သိချင်းစုံနဲ့သေတတ်တယ်အဲ့တော့မင်းတို့ဂျီဇက်တွေလာကြတယ်အစိုးရတရားပြောတယ်မင်းတို့ကရင်စကားမတတ်ဘူးအဲ့ဒီအခါမှာမင်းတို့ကိုရွာသားတွေက စစ်သားလားကျောင်းသားလားကျိုးဖိုးလားဘလူးမှမသိဘူးအဲ့ဒီခါမှာမင်းတို့မှာပြဿနာရှိတယ်နေမြေမကျွမ်းကျင်တဲ့အခါမိုင်းတွေထောင်ထားတာတို့နော်မင်းတို့ဘယ်နေရာသွားလဲဆိုတာနေကျော်သွားရင်မင်းတို့မှာပြဿနာရှိတယ်စီရေမကျွမ်းကျင်ဘူးဆိုလို့ရှိရင်သိချင်းဆုံးနဲ့သိမဲ့အမိတ်နားမထောင်လို့ရှိရင် KNU တို့နော် KIA တို့ CB တောင်မှအဲ့လောက်မကျွမ်းသေးဘူးရခိုင်ထဲမှာဆိုဘုံမူကြီးကျော်ဟန်တို့ရှိနေလို့နော် KNU တို့ KNU တို့ KIA တို့က စစ်တပ်အတွေ့အကြုံရှိတဲ့ခေါင်းဆောင်တွေကဒီကြည်စံကမိုးဘော်ကိုထောင်းမိုးဘော်ကိုတွားတဲ့လေသံဒီကြည်စံကတကယ့်ကိုပြစ်တဲ့လေသံဆိုတာသူတို့သိတယ်သူတို့သိတဲ့အခါမှာငင်းညာအောင်တို့ကိုတင်ပေးတယ်ဟဲ့အောင်မတ်တက်ရက်ပြီးပြစ်ဟဲ့အောင်ဝိဝိဝိဟာဒီကောင်ဟဲ့အောင်ထဲထိုးထဲထိုးဆိုပြီးတော့အဲ့ဒီလူတွေကပြောတယ်အဲ့ဒီလိုမျိုးအမိန်နာခံမှုရှိရတယ်အဲ့ဒီလိုမျိုးအပြန်အလှန်လေးစားမှုရှိရတယ်မင်းတို့တွေအခုဖြစ်နေတာတချို့တွေသေသွားကြတယ်ဒီတော်လန်ရဲ့အတွက်အသက်ပေးသွားတာ စကားနားမထောင်လို့သေသွားတဲ့လူကပွေ့ပွေ့လေးလေးပြောရင်အခုသေကြတဲ့လူတွေရှိတယ်ကြာဆုံးသွားတဲ့လူတွေရှိတယ်အဲ့ဒီကြာဆုံးသွားတဲ့လူတွေရဲ့90ရာခိုင်နှုန်းလောက်ကလေအမိတ်နားမထောင်တာနော်ကိုဟွားကိုလှုပ်ချင်တာလှုပ်တဲ့ဟာအဲ့ဒါ90ရာခိုင်နှုန်းလောက်ရှိအဲ့ဒါ90ရာခိုင်နှုန်းလောက်ရှိတယ်အဲ့ဒါပြောရဲတယ်တင်းတင်းချာချာကိုပြောရဲတယ်အခုတော်လန်ရေးမှာတကယ်ကိုအခု ကြာဆုံးသွားပါပြီဆိုပြီးတော့ဒီလိုအလေးပြုနေကိုအောင်နိုင်မြင့်အလေးပြုမဲ့ငင်းငန်းအောင်အလေးပြုမဲ့ဒီမှာရှိတဲ့လူတွေအလေးပြုမဲ့လူတွေအကုန်လုံးရဲ့90ရာခိုင်နှုန်းလောက်ကလေကိုဖတာကိုပော့ရော့ပြီးတော့အဲ့လိုမျိုးသိကြတာများတယ်ဒီတော့တော်လှန်ရေးလုပ်နေတဲ့သူတွေရောတော်လှန်ရေးကိုအားပေးတဲ့သူတွေရော နော်ဖန်ရေးစင်းလုပ်တယ်ဆိုတဲ့လူတွေရောခင်ဗျားတို့တွေလုပ်ကြပါမလုပ်နဲ့တခုမှပြောတာမဟုတ်လုပ်ပြီးရေးဆို ိုးတိုးသိသိနဲ့လှုပ်ကြပါပါဇက်တွေမဖွာကြပါနဲ့ခင်ဗျားတို့ကအခုကပတ်စံပေးတဲ့သူကိုတည်င်းပေးရမယ်ဆိုတဲ့ပုံစံခင်ဗျားတို့အခုတော်လိုင်းရေးလုပ်နေတဲ့ပြဿနာအဲ့ဒီကိစ္စပတ်စံပေးရတဲ့လူကိုနော်ပတ်စံများများလှူနိုင်တဲ့လူကိုတည်င်းပေးတယ်သိန်း90သိန်း100ကခင်ဗျားတို့ကကျွန်တော်အတွက်သာများနေတာမင်းအွန်လိုင်းဘက်ကကောင်တွေကသိန်း1000တောင်မှခေါင်းနဲ့ထည့်မထားဘူး သူတို့သတင်းရဖို့အတွက်ခမားတို့ကိုသိန်းတစ်ထောင်လောက်အလှူရှင်ပြပြီးသွားလို့ရှိလို့ရှိရင်ဘယ်ကောင်ကဘာလုပ်မှာလဲသူတို့သတင်းယူလို့ရှိရင်သိချင်းဆုံးတဲ့အကောင်သေးကုန်မှာပေါ့ကိုရဲဘော်ဒီတော့ဗျာဒီဒေါ်လာရေးကြီးမြန်မြန်ပြီးဖို့လိုတယ်ဒီဒေါ်လာရေးကြီးမြန်မြန်ပြီးဖို့အတွက်ကျွန်တော်တို့နှုတ်တွေပါဇက်တွေလုံဖို့လိုတယ်နော်မီဒီယာသမားဆိုတိုင်းလဲမီဒီယာယုံလို့ရတဲ့ကိစ္စမဟုတ်ဘူးမီဒီယာဆိုတိုင်းလည်းမီဒီယာကယုံလို့ရတဲ့လူမဟုတ်ဘူးဒီတော့ ခမားတို့တော်လာရေးမှာစီးဆောင်ပါဇက်ဆောင်ပေါ့နော်စီးဆောင်ပါဇက်ဆောင်ကိုတက်နိုင်တာကိုကူညီပြီးတော့ဒီတော်လာရေးကြီးမြန်မြန်ပြီးဖို့အရေးအကုန်လုံးစူးစမ်းကြပါပြောရင်ねဒီ లైక్ ကိုညှိကုတ်ချုပ်ပါ